ားလုံးပဲမင်္ဂလာပါရှင်။လာမယဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြန်ရောက်ကြည့်ဆူပါရစေ။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရင်းသူဇေယနာရာမညာရေးသားထားတဲ့တက်ခိုင်နဲ့ပညာပြောင်းရည်မြို့သိမ့်ချင်းအပိုင်း၃ကိုထုတ်လင်းပေးမှာဖြစ်ပါရစေ။ဇလန်းလေးကိုလိုက်ပါပြီးတော့နားဆင်လို့အားပေးပါအောင်နောက်။ရှမ်းပြည်နယ်နောင်တရားမြို့မှာအခြေချနေတဲ့တပ်ခိုင်အနေနဲ့မြို့စုံကလူမနေတဲ့ဇင်ရက်လေးပေါ်မှာ သူ့ဘဝကိုစတင်နေဘယ်ကနေပြောင်းလာမှန်းလည်းမသိဘယ်သူမှမသိရလို့တောင်ယူကန်နေကြွက်ကြီးကြွက်ကြီးလောက်တာခံရတယ်လို့တခါနေရမကောင်းမှုဒူးဆိုင်လုပ်ငန်းလောက်ကင်နေသူလို့လေထိကဘာရီကဘာပြောဆိုခံရတယ်တခါကသူ့တို့ပြောတဲ့သူတွေခပ်ပြုံးပြုံးမျက်နှာထားနေကြည့်နေတတ်တယ်သူတော်ဝင်ကမဟုတ်မမှန်ပြောသူတွေကိုအလုံးနဲ့တက်တည်ပြဖို့မှလားတခါနေနေမိမိနေထိုင်တဲ့ဇင်ရက်ပေါ်မှာတရားထိုင်ခြင်းအင်းဆွဲခြင်းအလုပ်တွေဒီဇိုင်းမမှန်ဆောင်ရွက်ခဲ့တယ်လို့ ဆရာသခင်ပြောခဲ့ပို့တဲ့ဂိုင်းတော်ရဲ့ဂုံတရင်ကြော်စောဖို့အတွက်မြေတို့မြေပုံလုံရမောက်ကိုအစင်အမြဲတည်တော်တယ်မြို့ပေါ်မှာတော့ရေစင်ဂိုင်းလို့ခေါ်တဲ့ဂိုင်းတစ်ခုရှိပြီးရေစင်ဂိုင်းကဂိုင်းဝင်အင်အားရာခနန်းထိရှိရင်နမဲကြီးဂိုင်းတစ်ခုလည်းဖြစ်ခဲ့တယ်ရေစင်ဂိုင်းရဲ့ထူးခြားချက်ကမြေသည့်ပယောကကိုမဆုရေစင်တစ်ခွက်နဲ့ပဲကိုးသားတယ်အလားတူဘိုင်းအောင်ဘိုင်းနာတာကအစအပင်သွင်းခံရတာအစရေစင်တစ်ခွက်နဲ့ကိုးသားပေးရကြတယ် မျိုးကံလူတို့ရဲ့ယုံကြည်ကိုးစားမှုကိုရှာနေတဲ့ဂိုင်းတစ်ခုလည်းဖြစ်တယ်။ဒီလိုအထေကရဂိုင်းတစ်ခုရှိနေတဲ့မြို့မှာတက်ခိုင်နေတဲ့သူ့ရဲ့ပညာစွမ်းကိုလူအများအသိမှတ်ပြုအောင်ပြုလုပ်ဖို့ဆိုတော့အတော့မလွယ်တဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်။တရက်မှာတော့အင်းဆွဲတဲ့မိုင်းကင်ဆက်ကိုကုန်နေရကြောင်းမြို့ရဲ့စာရေးကရိယာဆိုင်မှာဝင်ဝင်နေတဲ့အချိန်စင်းဆွဲရောက်တိရှိအင်းကြီးဝှက်ထားတဲ့လူသုံးယောက်ဆိုင်ထဲဝင်ပြီးဆိုင်ရှင်မိန်းမကိုကြည့်တယ်။တော်ဆိုင်နေကောင်းရဲ့လားဗျ။ ဘသူများလဲလို့ဆရာလေးတို့ပါလားဘာကိစ္စရှိလို့လဲကတော်ဝဲလာဝဲရင်ဒေါ်ဆိုင်စီကိုအလဲလာခဲ့တာဟိုတစ်ခါကိစ္စအစင်ပြေသွားပြီမှလားပြည်တော်မှလုံရောဆရာလေးတို့ရဲ့ဆရာကြီးကိုလည်းကျေးဇူးတင်ကြောင်းပြောပြပါဦးအတော်လဲဆရာကြီးစီလာမယ်လာမယ်နဲ့မလာဖြစ်ဖို့ဖြစ်နေတာဆရာကြီးကဒိဋ္ဌဝင်နေလို့ဒီရက်ပိုင်းတိတ်မအားဘူးဒါနဲ့နမ်းမရောရုပ်ရည်ခက်တက်တက်လူငယ်ဆိုင်တော့ကအိမ်ထဲလှမ်းကြည့်ပြီးမိတော့ဒေါ်ဆိုင်ကပြုံးရည်တွေမျက်နှာထားနေ ။တမရသူ့အဖိုးဒီအိမ်အလဲသွားတယ်။အော်ဒါဆိုလဲကျွန်တော်တို့ခွင့်ပြုအောင်။လူငယ်တွေဆိုင်ရှင်မိန်းမနှုတ်ဆက်ပြီးထွက်သွားတော့တက်ခိုင်ဝယ်ထားတာတွေဟိကြောက်တဲ့ငွေကိုရှက်နေချင်းမောင်ရင်ကိုဒီမျိုးမှာအရင်ကမတွေ့ဘူးပါဘူး။ဧည့်သည်များလား။ဟုတ်ပါတယ်တော်တော်။ဒီမျိုးကိုရောက်တာ မကြသေးဘူး။မင်းကမိုင်းကိုင်ဆက်ကိုတွေအများကြီးဝယ်ပြီးဘာလို့မလုပ်လဲ။ဆိုင်ရှင်မိန်းမသူ့ရောက်ဝတ်တဲ့အချိန်ဆက်ဆူနေရကြောင်းတက်ခိုင်ပြောပြတယ်။အတော့လို့လို့ပါတော်တော် ဒီမှာစားသိငွေထားခဲ့ပြီနော်တက်ခိုင်ငွေတို့ဇပွဲပေါ်တင်ပြီးထွက်သွားတဲ့အချိန်ဈေးဆိုင်နဲ့အနောက်ဘက်ကနေစူးစူးညံ့ညံ့အတန်းလေးအောင်ထွက်ခဲ့တယ်အမလီလှုပ်ကြပါအောင်မောင်စောတင်ပြီးမောပြုတ်ကြလို့ဟိတက်ခိုင်အတန်းကြားတဲ့ဘက်ကိုကြည့်လိုက်တော့ဆယ်ကျော်သားကလေးတယောက်ဆယ်ပေတာတာမြင်နေဗန်နာမင်းအောင်မှာညက်ဖြူလန်လို့တတိလင်းနေအောင်မြင်လိုက်တယ်မောင်စောမောင်စောအနာမှာရှိရသူတွေကမောင်စောဆုံးတဲ့လူငယ်လှုပ်လို့နေပြီမိတ် လုံးဝတရိမလဲလာတာကြောင့်ပွေးချင်းပြီကားပေါ်တင်မှုအလုံးခန္ဓာလေးနေပါဦးကလေးကပုံမှန်မဟုတ်ဘူးဗျတန်ခါရဲ့အတန်ကြောင့်အနီးနားလူရင်းရဲ့အကြည့်စုပြုံရှောင်းလာလေဘလို့ပုံမှန်မဟုတ်တာလေအပင်ကအရင်မမြင်တလို့ကလေးမလေးထိခိုက်တန်ရရားတာလည်းမတွေ့ဘူးတန်ခါရဲ့ဆက်ကအစုံအပင်မောစိုက်ကြည့်တော့တေပင်ခွာစားမှာရဲစဲစဲမျက်နှာနဲ့ထိုင်နေနာနာဘဝတကောင်မြင်လိုက်တယ်လက်ဆတ်တော့ဒီကောင်းကြောင့် တက်ကန်ဟက်ကနေရဲ့လို့ကလေးကိုစေးရုံခေါ်သွားဖို့လည်းမလုပ်ဘူးရေတစ်ခွက်သာရှူခဲ့ပေးပါရေရလာတော့တက်ကန်လွန်အိတ်ထဲပါလာတဲ့လေးခွက်အင်းတက်ချက်ကိုပြချပြီးရေထဲဖြော်ကကလေးနဲ့ပါဆက်ထိအဆက်ချရည်ဆိုရမင်းတည်လေးလေးနဲ့ကလေးကငောက်ကနေထားထိုင်လာခဲ့တယ်။ကောင်းလေတတိယပြီလားအပင်ပေါ်မှာအပင်ပေါ်မှာငုတ်ထုတ်ထိုင်နေတယ်။ဟုတ်တယ်မင်းသူ့အပင်ပေါ်တက်တာမကြိုက်လို့တွန်းချလိုက်တာတက်ခိုင်ကအပင်ကိုမောကြည့်ပြီးပြောလိုက်တဲ့ချိန် တဲပင်ခွာကြားမှထိုင်းနေတဲ့ကောင်ကတက်ခိုင်ကိုပါဆက်ဖြစ်ပြရှာထုတ်ပြနေပြောင်းခဲ့လေအမလီလီတော်သေးရပေါ့တရားဆရာကဲ့ပြီလို့မောင်စောနေတော့လေအိမ်ရောက်မှတွေ့မယ်မိခင်ဖြစ်သူကလက်ညှိုးတထိုးထိုးနဲ့ပြောနေတဲ့အချိန်တက်ခိုင်ကိုလူသုံးယောက်ကစိုက်ကြည့်နေခဲ့တယ်ဒီရဲ့ပင်မှာအဆောင်ရှိရမို့တခုခုဆိုတတိပေးပြီးမှလောက်ကြပါ ဟုတ်ကဲ့ဆရာဒါနဲ့ဆရာရေစင်ခိုင်းကလားမဟုတ်ပါဘူးကျောက်က တခြားခိုင်းတစ်ခုပါတခိုင်းစကားကိုဖြတ်ပြီးမိမိနေထိုင်ရာဆရာဘက်ကိုထွက်ခဲ့တယ်အဲ့ဒီကောင်ကကျွန်တော်တို့ရှေ့မှာ လူတွင်းကြီးလှုပ်သွားနေပြမောင်ဟဲ့ရဲ့စကားဘေးမှာရှိရသူတွေဟောက်ချောင်းထောက်ခံနေသူကအင်းကိုပြချပြီးတော့ကူသွားနေဆရာအရင်ကရောသူ့ကိုဒီမျိုးမှာမြင်ဖို့လားမတွေ့ဘူးဘူးဆရာဟိုတလောကဘိုးရဲကောင်မှပြင်ညာပြသွားတဲ့သူဆိုတော့အဲ့ဒီလူဖြစ်နေမလားဘယ်သူဝဲဖြစ်ဖြစ်မင်းတို့ကယူဆိုင်ဖို့မလိုဘူး သူလဲသူ့အလုပ်သူ့လို့မင်းတို့လဲမင်းတို့အလုပ်မင်းတို့လုပ်ပေါ့ဒါပေမဲ့မောင်ဟန်တော်တော့ तू ကငါတို့နဲ့ဂိုင်းမတူပေမဲ့ငါတို့ရဲ့လမ်းစဉ်အောင်တူတူပဲမှတ်လားသူ့ကိုထပ်ပြီးမှတ်နောက်ရှက်ကြနေစင်ရဖြစ်သူစကားကြောင့်မောင်ဟန်ခေါင်းကိုငိမ့်ပြနေစိတ်ထဲမှာတိတ်ပြီးမကြည်နဲ့တိတ်ဆိတ်နေရဲ့ညအချိန်မှာတော့တက်ခိုင်နေတဲ့စင်ရပေါ်ကဖျားရှိခိုးတာတက်တဲ့ထွက်ပေါ်နေခဲ့တယ်စင်ရပေါ်မှာထုံးညှိထားတဲ့ဖျားနိုင်အနေအောင်ကြောင့် ဇယက်ပန်ဝဲကြောင့်တခုလုံးကောင်းဆောင်မြင်နေရပြီပန်ဝဲကြက်မှာရှိသည့်အရာအလုံးတိတ်ဆိတ်နေခဲ့တယ်အပေါ်တက်လာလို့ရှာလားအကွဲကွဲအတန်ကဇယက်အောက်ကထွက်လာတာမို့ရုပ်ပတ်နေရဲ့ကားတော်ကိုရက်ပြီးလှည့်ကြည့်တော့ဟောင်းတော်နဲ့အဝတ်စားကိုဝှက်ထားပြီးအဖိုးကြီးတယောက်သူ့ကိုစိုက်ကြည့်နေအောင်မြင်လိုက်တယ်ရပါရင်တက်လာလေဘာကိစ္စရှိလို့လဲတက်ခိုင်းစကားသောအဖိုးကြီးကလှေကားပေါ်ကိုတက်ခဲ့တယ်ထူးဆန်းတာကဇယက်ပေါ်ရောက်တဲ့အချိန် အဖိုးကြီးရဲ့ခြေထောက်တည်လုံးဝမလှုပ်တာကိုသတိထားမိရင်နင်ကဒီမျိုးဘာလာလှုပ်တာလဲကျောကဂိုင်းတော်ရဲ့ပညာရက်တည်ပြောင်းပွားအောင်လှုပ်ဖို့ရှောင်းလာတာပါဒီဟာအဖိုးကဘသူများပါလဲငါဒီရောက်ကတ်ကိုစောက်ရှောက်တဲ့သူပဲရက်ခွက်ဆောင်ပုပ်ကိုကိုအကြောင်းသူများရှိလို့လားနင်ကညာတိုင်းကားနာတွေရွှတ်ဖက်နေတော့ဒီနားမှာနေတဲ့သူတွေကြောက်ပြီးထွက်ပြေးနေကြတယ်ကျောကသူတို့ထိခိုက်စေမိတ်ကားနာတွေရွတ်တာမဟုတ်တာကိုဘလို့ကြောက်မနေနိုင်တာလဲ နင်းရဲ့ဂါရာကြောင့်ပြေးတာမဟုတ်ဘူးနင်းရောဖတ်တဲ့ချင်းဘေးမှာရှိတဲ့အဆောင်တွေကိုကြောက်လို့ထွက်ပြေးကြတယ်အင်းဆောင်တွေကြောင့်ပြေးတာဝနောက်ရက်တွေဆိုရင်အင်းဆောင်တွေမပင်တော့ဘူးလို့ပြောပြပါကျောင်းလဲသူတို့နေတိုင်းမျက်တာပို့ပေးပါတယ်အေးအေးနေပိုးတဲ့မျက်တာတွေကိုလည်းငါတို့ရကြတယ်သူတို့လည်းရကြတယ်ကျုပ်ကအားလုံးမျက်တာထားပြီးသားပါ သူတို့ဘက်ကကျုပ်ကိုရမ်းမပြုတ်တဲ့ကြီးကျုပ်ဘက်ကဘယ်သူမှထိခိုက်အောင်လည်းမလုပ်ဘူး ငါလဲတို့တို့ဆုံးမထားမီနယ်လဲတခုခုဆိုငါ့ကိုပြောဒီနေရငါ့နယ်ဆိုတော့ကုညီလို့ရှားတာပေါ့ကောင်းပါပြီအဖိုးကျုပ်လိုအပ်ရင်ခေါ်လိုက်မီတက်ခိုင်းရဲ့စကားအစုံအဖိုးကြီးစင်ရပေါ်ကနေဆင်းပြီးအမောင်လေးရောဝင်းရောက်ပြောက်ွယ်သွားခဲ့လေဒီမှဒီမှဇေယျဘေးမှထမင်းအိုးတဲတဲ့ချင်းလှမ်းခေါ်တဲ့အတန်းကြောင့်ကြည့်လိုက်တော့အသက်35နှစ်အရွယ်လူ၃ယောက်ကိုမြင်လိုက်တယ်ဘာကိစ္စလဲဗျမင်းကိုမေးစာရှိလို့လာတယ် လေတန်အနေငယ်မှာတာနဲ့တက်ကင်ထမင်းအိုးကိုအောက်ချရီဘာမင်းမလို့လဲဗျမင်းကဒီမျိုးမှာပယောကကုဖို့လာတဲ့သူလားပယောကကုဖို့ဆိုတာထက်အခြားလုံးဝမဲ့ကိစ္စတွေလုပ်ဖို့လာတာပါဒါကဘာကြီးပါနေလို့လဲမင်းဒီမျိုးမှာပယောကကုဖို့ဆိုငါတို့ဆရာအရင်ဆုံးဂါရဝလာပြုဖို့လိုမယ်မဟုတ်ရင်တော့မင်းကိုကုခွင့်မပြုနိုင်ဘူးနောက်ပြီးမင်းကဆရာအတုဆရာလိန်ဖြစ်နေရင်ငါတို့မျိုးသားတွေပဲဒုက္ခရောက်မှာ ရုပ်တရက်စော်ကားခံရတာနဲ့တက်ခိုင်းစိတ်တည်းထောင်းနဲ့ဖြတ်သွားပြီမယ်စိတ်ကိုပြန်လျှော့တယ်မင်းတို့ကဘာလဲကွာပယောကကိုကတော့မင်းတို့ဆရာရဲ့ခွင့်ပြုချက်ယူအောင်မလားငါပါတာဒီမှာပယောကကုကျင်ကုမယ်မကုကျင်မကုဘူးမင်းတို့ဆရာစီလာကြတယ်လာမယ်မလာကြလည်းမလာဘူးငါဘဝကိုတော့မင်းတို့စိုးမို့လို့မရဘူးမနဲ့ဆော့ဆော့ဆီဆီအာယုံလာနောက်နေတယ်ပြောလိုက်တော့ရက်နေရဲ့ဒူရီတွေကတယောက်ကမင်းနဲ့ငါတို့နဲ့ တကွေးတော့တွေးကြအောင်မှာပေါ့ကွာပြောပြီးတော့ထပ်သွားတယ်ဒီကိစ္စဖြစ်ပြီးတပတ်လောက်ကြာမှတော့တက်ခိုင်နေရဲ့ဇေယျနာလောက်လေးကကိုစီနေလူငယ်၃ဦးရှောင်းလာတယ်တက်ခိုင်ကဇေယျချင်းရဲမထိုင်းနေတယ်လူငယ်၃ဦးကိုကြည့်ပြီးမင်းတို့ရေးဆိုင်ရင်ရေးတောင်းလို့ရှောင်းနေနော်ဘိုက်ဆိုင်ရင်တော့ငပြောသေးရေယူဆောင်ယူဆောင်လို့ကျွန်တော်တို့ဘိုက်ထင်အသားလုံးတွေရှောင်းလာရင်ဘယ်လိုလုပ်မလဲလူငယ်တွေရဲ့ဇက်ကားကြောင့်တက်ခိုင်သဘောကျစွာရှယ်တယ်မင်းတို့ကြောက်နေရလား ငါကမင်းတို့ဘာမှမလုပ်ဘူးကမြို့ထဲမှာပြောနေရကအိုးလေးကအောင်းလန်းစင်ရည်တရဲရည်လေးငွေထားတယ်လို့ပြောနေမင်းတို့ဘယ်သူနောက်လိုက်တာလဲတမျိုးလုံးပြောနေရပြီကျွန်တော်တော့မဟုတ်တဲ့ကြောင်ပြောပါသေးရဲ့ဒီကောင်လေးကိုမေးကြည့်မင်းကငါဘက်ကနေဘာလို့ဝင်ပြောပြရလဲအိုးလေးကကျွန်တော်ကိုကဲပေးခဲ့တာလေမှတ်မှတ်မိရောဘူးလားလူငယ်ရဲ့ဆက်ကားကြောင့်တက်ခိုင်ကြည့်လိုက်တော့ဟိုတလောတဲ့ပင်ဘောကပြုတ်ကြလို့ ကုန်ကြီးပေးခဲ့ဖို့တဲ့လူငယ်ဖြစ်နေတာကိုမြင်လိုက်တယ်။တရေတော့ချလို့တတိယလဲသွားတဲ့ကောင်းလေးပဲ။မင်းကဒီလိုဘလို့သိပြီးရောင်းလာတာလေ။ကျွန်တော်တို့ကအားတဲ့ချိန်နေဆိုရင်ငှက်လိုက်ပြတ်တတ်တယ်။အခုလဲမျိုးပြတ်မှထွက်လာရင်ဒီကိုရောင်းလာတယ်။မင်းကငါ့ကိုမကြောက်ဘူးလား။မကြောက်ပါဘူး။ဦးလေးသာအောင်လန်းစင်အောင်ဆိုဟိုနေ့ကကျွန်တော်ကိုကဲပေးပါမလား။မင်းတို့သုံးယောက်နာမည်ကဘလို့ခေါ်လဲ။ကျွန်တော်ကမောင်စော၊သူကမင်းတင်။ဒီကောင်ကကြက်ကန်။ မင်းတို့နှစ်ယောက်နမယဟုတ်ပါပြီဒီကောင်းနမယဘဲနဲ့ကြကန်းဖြစ်နေရလေဒီကောင်းမနဲ့ပဲမျက်နာလေနည်းနည်းမှောင်တာနဲ့မမြင်ရလို့ကြကန်းလို့ခေါ်တာဒီကောင်းကျွန်တော်နမယဖြတ်တာကျွန်တော်နမယမောင်ပြာတို့လို့ခေါ်ပါလေမောင်စောမင်းတင်ပြာတို့မင်းတို့အသုံးယောက်ကငါနဲ့ပထမဆုံးခင်းတဲ့သူတွေပဲကွမင်းတို့အသက်ဘယ်လောက်ရှိပြီလဲစက်ဖော့ကြော်ပြီဗျဒီကောင်းလေးဆိုလွန်ခဲ့တဲ့လကမှပြေးတာမောင်စောကပြာတို့ကိုလက်ညှိုးထိုးပြပြီးတော့ပြောတယ် မင်းတို့ကငှက်ပြက်ထွက်တယ်လေပြောသေး။ငှက်လဲတကောင်မှရတာမတွေ့ပါလား။ဒီနေ့ကံမကောင်းပါဘူးဗျာ။မိုးလင်းနေရတကောင်မှမရသေးဘူး။မင်းတို့မှုတ်လို့ဒီလိုလှုပ်နေလှုပ်ကြနေ။ငှက်ရတော့ရော။မင်းတို့ဗိုက်တဲသွားရောလား။ပြေးလို့ပေါ့ဦးလေးရ။အိမ်မနေလေဘာမှလှုပ်ရှားမရှိဘူးလေ။မင်းတို့ပြင်းငါးစီလာခဲ့ပေါ့။ငါလဲတယောက်သေးဆိုတော့စကားပြောဖို့မရှိဖြစ်နေရ။ရော့။ငါပြောသည်စားလိုက်အောင်။ချိုးရရပဲဦးလေးရဲ့။အေးပေါ့။ ငါအချိုတက်ပြီးဖြစ်အောင်လှုပ်ထားတာ哦မောင်စောမင်းတဲ့နဲ့တရားတော်တို့အုံးဦးလေးအချိန်ခဏလေးတွင်းမှာတက်ခိုင်းနဲ့ခင်မင်းရင်းနေသွားခဲ့ပြီနောက်ရက်ဒီမှာမောင်စောတို့အုံးဦးမထင်ရင်မထင်သလိုရှောင်းလာခဲ့တတ်တယ်ဒီလိုနဲ့တပတ်လောက်အကြာမောင်စောနဲ့မင်းတဲ့တို့နှစ်ယောက်ပဲရှောင်းလာခဲ့တာမို့ပြာတော်တရားမပါဘူးလားကွာမင်းတော့မင်းတဲ့ကခေါင်းခါရှာလိုက်တယ်ပြာတော်ကအဖွားနဲ့မကောင်းလို့ပြေဆိုးနေရတယ်ဒါကြောင့်မလိုက်လာတာပြာတော်မှမိဘတွေမရှိရောလား ပြာတို့မိဘတွေကသူ့ငငယ်လေးတွေကဆုံးသွားကြတာလေသူ့အဖွားဖြစ်သူ့အပင်ကျွေးမွေထားလေသူ့အဖွားကဘာဖြစ်တာလဲလူကြီးယောဂလို့တော့ပြောတာပဲဘာဖြစ်မှန်းတော့တိတိကျကျမသိဘူးမင်းတို့ကတငယ်ချင်းဖြစ်သူရဲ့အဖွားနေမကောင်းဖြစ်တာကိုဝိုင်းပြီးမပြေဆုံးကြဘူးလားအိုးလေးပါသေးလို့လေသူ့အဖွားကပြာတို့တယောက်ပင်အနာကတ်လို့ရှာတာကျွန်တော်တို့လာရင်အော်ချင်းဟဲ့ချင်နေမောက်ထုတ်တာဗျဟင်ဟုတ်တယ်ဦးလေးကြီး ိုနေ့ကကျွန်တော်တို့ပြန်သွားတော့သူ့အဖေအိမ်ရှင်းမှာငုတ်တုတ်ကြီးထိုင်ဆောင်နေကမျက်လုံးနေဆိုရင်နေရနေရပဲမသိရင်တရေမကြီးလိုပဲပြာတော့ဆိုကျွန်တော်တို့ဆင်မလာတော့တပတ်လောက်ရှိပြီသူ့ဝိတ်သွားခေါ်တော့လေအဖေရအောင်ကလို့သွားမခေါ်ရဲဘူးသူ့အဖေအရင်ကရောအဲ့လိုပဲလားအခုလောက်တော့မစိုးဘူးဗျအရင်ကလေတန်လောက်ပဲထွက်နိုင်နေအဖွားရအခုဆိုအတန်ပြဲကြီးနဲ့អော်တာမောင်စောမျက်နှာထိမျက်နှာထားနဲ့ပြောတာနဲ့တက်ခိုင်အနေငယ်တော့စင်စားနေ ။ငါ့ကိုပြာတို့တို့အိမ်လိုက်ဖို့ပြင်လို့ရှာလား။အိုးလေးကဘာသွားလို့မလို့လဲ။သူ့အဖွားကြောင့်စိတ်ငြိမ်နေရအောင်မေး။ငါစေးပညာလေးနည်းနည်းပါးပါးသိတော့သူ့အဖွားရဲ့ယောဂကြည်ပေးလို့ရှာတယ်လေ။မင်းတို့အိမ်မမတက်ရဲရင်လေအောက်မှာပဲစောင့်နေပေါ့။အိုးလေးပြောတာလည်းမှန်တာပဲ။သူတို့ဘာသာဆိုစေးကန်းတော့မပြနိုင်တာကွာ။ငါတို့ခေါ်တော့ပြီလို့အချိုးမရောက်ဘူး။မင်းရဲ့စကားကြောင့်မောက်စောခေါင်းကြီးပြပြီးတက်ခိုက်နေအတူထွက်ခဲ့တယ်။ မင်းနဲ့နေစေကလမ်းလျှောက်ပြီးချိန်မှာတော့ဆွေးမြင်နေတဲ့ဝက်ကတ်ဒီကာယံထားတဲ့ပြာတို့တို့အိမ်ရှိရောက်ခဲ့တယ်။ပြာတို့ရင်ပြာတို့မင်းနဲ့အိမ်ရှိကအော်ခေါ်လိုက်ပြီမိတ်အထက်ရနေဘာမှပြန်ထူးတဲ့အတန်မကြားတာနေတက်ခိုင်အပေါက်ကနေချောင်းကြည့်ဖို့လို့ဘသူတွေလဲဆိုတဲ့အတန်နဲ့တူပရင်နေရည်တွေတွဲချနေတယ်အဖွားကြီးရဲ့မျက်နှာထွက်ခဲ့တယ်။အမလီလန့်လိုက်တာဗျာမောင်စောအလန့်တကြားအော်ပြီးအနောက်ကိုဆုတ်သွားပြီမိတ် တန်ခါးကအဖွားကြီးကိုမျက်တော်မခတ်တမ်းစိုက်ကြည့်နေခဲ့တယ်။ငါမီးအိတ်နေတယ်ပြန်ကြတော့အဖွားကြီးလေးသားမမနဲ့ပြောပြီးအိတ်ထဲကိုဝင်ဖို့လို့တန်ခါးကကိုဝင်းဆုပ်တဲ့ဖုတ်ပါလား။ပြာတော့မှအဲ့ဒီရရှိနေပြီ။ပြောပြီးအိမ်မောတက်ကြည့်တော့ခြေဝါနေရဲ့အိမ်ရပေးမှာပိန်ချုံးမိလဲကြားနေရဲ့ပြာတော့ကိုမြန်လိုက်တယ်။ဟာကောင်ပြာတော့ဟာမောင်စောနဲ့မင်းဒီအယိုးပေါ်အရေးတင်ဖြစ်တဲ့ပြာတော့ကိုပွေးချနေတဲ့ချိန်တန်ခါးရဲ့ကြီးကအဖွားကြီးစီရှောက်သွားတယ်။ အဖိုင်တက်ခိုင်သူ့ကိုကြည့်တာမြင်တော့အိမ်နေရထောင်းကိုမျက်နှာမှုပြီးပါဇက်ကနေမကြင်မချန်ပြောဆိုပါနေရောမောင်စောမင်းကအနီးနားလူတွေကိုတွားခေါ်လာခဲ့မင်းနဲ့ကငါအနောက်မှာနေတက်ခိုင်ပြာတို့ရဲ့ကိုငွေစမ်းပြီးနှစ်ဖို့လက်ညှိုးနဲ့တောက်တယ်အထက်ဆရာကြီးများရဲ့အမိတ်ဆရာအောင်မြတ်သားရဲ့အမိတ်ငါကြီးအမိတ်ဖြင့်ကာယကံရှင်အားထိန်ချုံလိုက်တယ်လို့ပြောတာနေအိမ်နေရဘက်ကိုမျက်နှာမှုနေအဖိုင်ကတက်ခိုင်ကို ရန်လိုတဲ့မျက်နှာနဲ့လှည့်ကြည့်လာခဲ့သည်တရားချိန်မှောင်စောရခေါ်ဆောင်မှုနဲ့တူအိမ်နီးနာချင်းနဲ့ရောက်လာလို့အမလီပြသူပြသူကဘလို့ဖြစ်သွားတာလဲတရားဦးလေးရောက်လာလို့တော်သေးရမဟုတ်ရင်အဖွားကြီးကသူ့ကိုစားတော့မှာဗျမင်းနဲ့သူနားလေတဲ့ပုံစံနဲ့ပြောပြီးတက်ခိုင်ကိုလှည့်ကြည့်ရင်ပြသူရဲ့အဖွားကမှကိုဝင်းဆုပ်တဲ့ဖို့ဝင်နေရဗျသူကပြသူရဲ့ကိုဝင်းကိုဆုပ်ပြီးသူ့ရဲ့အောက်ကိုပြန့်ပြေးရတက်ခိုင်စကားကြောင့် ိမ်နီးနာချင်းတွေထိတ်လန့်လို့အခုဘလို့လုပ်မလဲဆရာကြီးဥခင်အေးတို့ကိုတော်ပင်ရမလားလို့မေးတော့တက်ခိုင်ကဒီလောက်ကတော့ကြုတ်ကုလို့ရပါတယ်လို့ပြောကောင်းအိမ်နေရမှာကတ်တဲ့အဖွားကြီးကိုလက်ညှိုးထိုးတယ်နေဘသူလဲဆိုတော့လူတွေရှေ့မှာဖြည့်စမ်းမမှန်ပဲလိန်ပြောလို့ကတော့ငါဆိုမဆိုနေငါတော့ပြိုလေအေးကြီးမတင်တင်ငါတော့ပြိုလေပြာတို့ရောက်ဖောက်တော့ပြိုပါကွဒီဖောက်ကကလေးကမကြီးပြောနေပါလားတကယ်ပဲနေရပြာတို့ရောက်ဖောက်ဆို ငါရဲ့အင်းကိုကောင်းမွန်တင်ထားကြည့်စမ်းတက်ခိုင်လွယ်အိတ်ထဲမှာပါလာတဲ့သုံးဘွယ်အင်းကိုအဖွားကြီးရဲ့ကောင်းမတင်ဖို့လို့အမလီမလုပ်ပါနဲ့အမှန်အတိုင်းပြောပါမယ်ဒီအင်းကကောင်းမွန်တင်ရင်ပြဖြစ်သွားလိမ့်မယ်ပြောစမ်းနေဘသူလေးငါငါရထားလမ်းပေးမှနေတဲ့ဖိုးအောင်ပါနေခုချက်ချင်းထွက်မလားငါကိုယ်တိုင်ထောက်ရမလားကိုယ်တိုင်ထွက်ပါမယ်ဒီအင်းကြီးအနာကနေဖယ်ပေးစမ်းပါအဖွားကြီးတက်ခိုင်ကိုဇောင်းငန်းဇောင်းငန်းကြည့်ပြီး အန်တဆက်ကျင်းလို့ဘိုင်းကနေပြန်လဲကြသွားတယ်။ဒီနေရာမှာတက်ခိုင်းရဲ့တရင်တမျိုးလုံးကိုပြန်နှံ့လို့အင်းတချမ်းနဲ့ဖုံးထုံးနိုင်တဲ့စင်အောင်ဆိုပြီးနမဲကျေးသွားတယ်။ပြာသူရဲ့အဖွားအာသူဘာကိုလည်းတက်ခိုင်းကပဲဥဆောင်ပြေလောက်ပေးတယ်လို့ပြာသူလည်းတဖြည်းဖြည်းနဲ့တက်တာတယ်။ရမ်းလေတဲ့နေ့မှာတော့ဥပရိယောက်ကောင်းကောင်းလူကြီးတယောက်ပြာသူတို့အင်းကိုရှောင်းလာတယ်။မောင်ရင်ကတက်ခိုင်းဆိုတဲ့သူများလား။ဟုတ်ပါရဲ့။အဘကဘသူများလဲ။အဘကရေစင်ခိုင်းကဥခင်ကြီးပါ။ မောင်ရဲ့အကြောင်းကိုတပည့်တွေပြောလို့ကြားဖို့နေရကြပြီလူတို့တော့ခုမှတွေ့ဖို့လေဦးခင်အေးဆက်ကားကြောင့်တက်ခိုင်အင်ရောက်ကိုလှမ်းကြည့်တော့သူ့ကိုလာစိန်ခေါ်တဲ့သူတွေကိုမြင်တွေ့တယ်မောင်ရင်ကဘယ်ခိုင်းကလဲကိုင်ကျွန်တော်အင်းတော်ကြီးခိုင်းကပါမောင်ရင်ရဲ့ပြညာကထင်တာထက်ပိုစွမ်းနေရပြီဒီမျိုးကိုမောင်ရင်လိုဆရာတယောက်ရောက်လာတော့ဝမ်းသာစရာပဲအဘာသာဝမ်းသာနေရပါအဘာတပည့်တွေကကျွန်တော်တိတ်ကြည့်ဖို့မရဘူးဗျာ သူတို့အသေးချဆုံးမပြီးပါပြီ။သူတို့ကလည်းမောင်ရင်ကိုဆရာအတုရောက်လို့ထင်ပြီးရိုင်းခဲ့မိရပါ။ဟဲ့မဟန်ဒီလိုလာပြီးတောင်းပန်စမ်း။ဦးခင်ကြီးအတန်းဆောင်အိမ်အားမှာရှိရမောင်ဟန်တို့ကတက်လာတယ်။ဆရာအပေါ်အထင်လွဲခဲ့တာတွေတောင်းပန်ပါတယ်။ကျုပ်တို့ပြောဆိုခဲ့တာလေဖွေးမယူပါနဲ့ဗျာ။ကျုပ်ကဘာစိမ့်မလဲမရှိဘူး။ခုလိုပြပြလဲလဲပြီးသွားတော့ပို့ပြီးဝမ်းသာရတာပေါ့ဗျာ။ကဲအားလုံးလည်းနားလည်မှုရသွားပြီဆိုတော့အားတဲ့တည်းကျုပ်အိမ်ကိုအလဲလာဖို့ဖိတ်ပါရီ။ ကျွန်တော်အားတဲ့နေ့တေချာပေါက်လာခဲ့ပါမယ်။ရောင်းပါပဲပြင်ရရက်တွေကြောင့်ဆွေးနွေးကြတာပေါ့ဗျာ။ဒါပြအသွားတို့ခွဲပြော။ဒါကအားသဝအလူငွေပါ။ Okay ငွေဆက်ကိုအချို့ကန့်ပေးပြီး တပည့်တွေနဲ့တူပြန်သွားခဲ့တယ်။တက်ခိုင်ကတပည့်တပန်းနေနဲ့ပြန်သွားတဲ့ Okay ရဲ့နောက်ကျောကြည့်ပြီးပြောင်းလိုက်ပါတော့နေ။တရပြောင်းကနည်းမြေတစ်ခုအောင်မြင်စွာတိမ့်ပိုင်နိုင်လိုက်တဲ့စစ်တုံးကြီးတအူးရဲ့အပြုံမဟုတ်ပါလား။ဒီကိစ္စရင်းဖြစ်ပြီးနောက်ပိုင်းမှာတော့မောင်စောမင်းတိန် ပြာတော်တို့ကတက်ခိုင်ရဲ့တပည့်လေးတွေဖြစ်ပြီးဆွေမျိုးသားချင်းမရှိတဲ့ပြာတော်ကတော့တက်ခိုင်ရဲ့အနီးဆက်ဆောင်တပည့်တအုပ်ဖြစ်လာတယ်။တရတော်တက်ခိုင်စရက်ပေါ်မှာတပည့်စီလဲတဲ့ချိန်ချွေသည်ချွေပေါက်တွေနဲ့ပြည်တဲ့ပြာတော်ကိုမြင်လိုက်တယ်။ဦးလေးဦးလေးပြာတော်ဘာဖြစ်တာလဲ။မောင်စောနဲ့မဲတဲ့ရှင်နေလို့ဗျ။ဟေးမျိုးထွက်ကခြားမရေကိုရင်ရှင်နေကြလို့ဒီကောင်နေဘာဖြစ်သွားသေးလဲ။မသိသေးဘူးဦးလေး။အဲ့ဒါကျွန်တော်လည်းတိတိကျကျဦးလေးကိုထားခေါ်တာ။ပြာတော်စကားကြောင့် တက်ခိုင်လဲလွယ်အိတ်ကုန်လဲကရင်းနေတဲ့ဆိုရင်ချောင်းဘက်ကိုပြေးလာတယ်။ချောင်းနာကိုရောက်တော့ရင်းနေတဲ့သူတွေကိုလိုက်ရှာပြီးမျိုးကန်တွေကိုမြှင့်လိုက်တယ်။အချင်းတွေပါထိုးသေးလေ။မထိုးသေးဘူးဗျလိုက်ရှာနေကြတော့မေး။သူတို့ရင်းနေတဲ့ဆိုတာဘလို့သိရလဲ။ဒီမှာသူတို့ရဲ့အဝတ်စားတွေကြံခဲလို့သိရ။မျိုးကန်လူတယောက်ရဲ့စကားကြောင့်တက်ခိုင်ရဲ့နေဒိန်းကနေဖြစ်သွားပြီးတော်လန့်လှတဲ့မောင်စောနဲ့မင်းတို့ရောရဲ့မျက်နှာစိတ်ထဲမှာပေါလာတယ်။ ရင်းနဲ့တော့ဖဲချင်းနေရလေရှားမအဝတ်လျှော်တဲ့သူတွေပြောတာကတော့နှစ်နာရီလောက်ကြာနေပြီတဲ့အစားတော့သူတို့ကလေရေကူးတယ်ပဲထဲနေရအတန်ကြာတဲ့ထိမတက်လာတော့မှရင်းနဲ့သွားမှသိရအင်းပြတော့မင်းရောခါတိုင်းသူတို့နဲ့အတူတူရှိနေမှာမဟုတ်လားခုမှဘလို့ဖြစ်တာလဲကျွန်တော်ဦးလေးခိုင်းထားလို့ခဲတဲ့သွားဝဲနေရလေသူတို့လမ်းခေါ်လို့တော့နောက်မှလိုက်လာမယ်လို့ပြောထားတာပြာတို့ရဲ့စကားကြောင့်တခိုင်မျက်လုံးကိုမှိတ်ပြီး လှုပ်ရှားနေတဲ့စိတ်ကိုတင်းငိမ်အောင်ထိ ंछ ုပ်တယ်။ပြီးကမှပုံထားတဲ့အဝတ်တွေကိုယူခြောက်နှက်ပြမြေခွန်းမှာတင်ပြီးတော့သူတို့အသက်ရှိသေးလားဆိုတော့မြစ်ဆောင်တဲ့ကိုခေါ်မေးကြည့်ရမယ်။ဒါကအကောင်းဆုံးနည်းလမ်းပဲ။အဲ့လိုခေါ်မေးလို့ရတာလားဗျ။စူးစမ်းကြည့်ရမှာပဲ။ဖျောင်းနိုင်တဲ့အမွှေးတိုင်သွားယူလာခဲ့။တက်ခိုင်စကားကြောင့်ပြာသူခြောက်ပေးကအိမ်ကိုပြေးပြီးဖျောင်းနိုင်တဲ့အမွှေးတိုင်ယူလာပေးတယ်။တက်ခိုင်ခြောက်ပေးမှာဖျောင်းနိုင် အမွှေးတိုင်ထုတ်ပြီးမောင်စောနဲ့မင်းတဲ့တို့ရဲ့အဝိတ္တိပေါ်လက်နဲ့အုပ်တယ်။ ခြောင်ရုပ်တလျှောက်အပိုင်စားရပါတော့ပုပ်ကောအားတိုက်တဲ့လူသည်ဟာဤအဝိဆောင်ဝိစင်ခဲ့သောလူငယ်နှစ်ယောက်အသက်ရှိသေးခဲ့လျင်ကျွန်တော်ထုံညီထားသောဖယောင်းနိုင်ရုတ်တရက်မိသေးပါစေသားလို့ပြောတော့ဖယောင်းနိုင်သုံးနိုင်တယောက်ယောက်ကလေးနဲ့မှုတ်တလို့ငြိမ့်သွားတယ်ဒါ ਉਹ မျက်တော့တက်ခိုင်အားတက်သွားတယ်ဒီလူငယ်ဒီအသက်ရှိသေးပါကဖယောင်းနိုင်သုံးနိုင်လို့မိတော်ပါစေသားလို့ထပ်ပြောတော့ဖယောင်းနိုင်သုံးနိုင်လို့မိထတောက်လာတယ်သူတို့သူတို့မသိသေးဘူး ဒီကောင်နေအသက်ရှိသေးရဲ့အမလီတော်သေးရပေါ့ကုညီပေါင်းဆရာကြီးကလေးတွေဘယ်မှာရှိနေတယ်ဆိုတာမေးပြောတက္ကသိုလ်အာနာဆက်တီနေရကိုမြင်တော့မြေကြီးကိုလက်နဲ့ပုတ်တယ်ချောင်းရုပ်တစ်လျှောက်အပိုင်စားရထားတဲ့ပုတ်ကိုကျွန်တော်ရှိကိုကိုရန်ရောက်စီတာလို့အမိတ်ပြီးတော့ရဲကြီးနေရဲ့လူတွေတဲကခန်းနှဲ့ရောက်ကြတယောက်ဝုန်းကနေကိုခုံဆင်းနေဟင်းဟင်းဟင်းလို့ဒေါသတကြီးမှန်းဖိနေတယ်တင်ကဘာလုပ်လဲဟိငါ ငါမဲမောင်မဲဟိတင်ရဒီချောင်းယုအပိုင်စားရထားတဲ့သူလားဟုတ်တယ်ငါနဲ့အာနာဆက်ကို မလွန်ဆန်နိုင်လို့ရှောင်းလာတာပဲကလေးတွေအခုဘဲမှာရှိနေလေငါနေရာမှာငါ့ကိုစော်ကားလို့တတ်မလို့လုံနေရနင်းလာတာမြန်လို့နော်စိတ်လျှော့ပါဗျာကျောက်ကပဲမျက်တာရက်ခံပါလေကလေးတွေကမတိတတ်တဲ့အရွယ်မို့အမလုံးမိရပါဒီကောင်နေငါနေရဲ့ဗိမ့်မှန်ပြီးမှကျင်ကြီးကျင်ငယ်စော့နေဒါငါ့ကိုစော်ကားတာပဲ ကျုပ်ဒီအတွက်သူတို့အပြစ်ပေးမှာပါ။တင်းရှင်းပါလေ။နောက်မလောက်အောင်တောင်းမှခိုင်းပြီ။ဒီချိန်တော့ကျုံမျက်နှာကိုထောက်ထားပြီးခွန့်လုပ်ပေးပါ။ငါတော့ဒင်းတော့အစိမ့်လိုက်စားချင်တာ။တင်းတော့တောင်းနားလေပါလေ။ကလေးတွေကိုဒီချိန်တော့ခွန့်လုပ်ပေးပါ။နင်းကြောင်တော့သူတို့ခုဘယ်မှာရှိလဲ။ချားအောင်ဘက်ကတဖမ်းမင်းအမြင့်ချားထဲမှာငါဖွက်ထားလေ။ဒီစကားကိုကြားရင်မြို့ကန်နေ။ချားအောင်ကတဖမ်းပင်နေဟိဖေးတန်။အဲ့ဒီနေရာငါသိရဲ့။ ဆက်လီဘောတက်ဟီလို့ပြောကောင်းခြောက်အောက်ဖက်ကိုထွက်သွားပြီ။နိုင်ဝဲကြတော့ဆက်လီဘောမောင်ကိုလုံးတီးနဲ့တရေလက်နေတဲ့မောင်စောနဲ့မင်းနဲ့တို့နှစ်ယောက်ပါလာပြီ။တက်ခိုင်မောင်စောတို့ကိုမြင်တော့အဝိတ္တဝိစီပြီးနှစ်ဖူးကိုရိုက်လိုက်ရနှစ်ကောင်သောငေးသားပေါင်းထောက်အောင်ပါလိရော။အဲ့ဒီချိန်တက်ခိုင်ထိုင်နေရကနေထားပြီးဇက်ဖူးကိုရိုက်ချတော့မောင်စောနဲ့မင်းနဲ့တို့နှစ်ယောက်တဲပြက်မော်လဲကြတယ်။အော့သိပါပြီဗျ။မင်းတို့နှစ်ကောင်ဒီတဲ့ဖို့ရိုက်ခံထိရမှာ။အခုကြရင်ပြန်တောင်းမှန်စမ်း။ တက်ခိုင်ဆက်ကားကြောင့်မောင်စောနဲ့မင်းတင်တို့ကြောင်အာအာနဲ့ဘသူ့ကိုတောင်းမှန်ရမလဲဖြစ်တဲ့ချင်းငါ့ကိုတောင်းမှန်ကောင်းဆိုပြီးလက်ခံမောင်းထားခတ်တဲ့သူကြောင့်နှစ်ကောင်သားကြောင်အာလန့်အောင်နောက်ကိုဆုတ်သွားပြီမင်းတို့ဘာလုပ်ခဲ့လဲသိလားကျွန်တော်တို့မသိဘူးမင်းတို့တူနေတဲ့နေရာမှာကျင်ချင်းကျင်ငယ်စွန့်ခဲ့တယ်ဆိုအဲ့ဒီတော့မှနှစ်ယောက်သားခေါင်းနဲ့ဆက်ဆက်ညှိလို့လုံမိခဲ့ပါလေမသိလို့လုံမိရပါနောက်မလုံရဲတော့ဘူးလို့ပြောကဖင်မိုးတော့ထောင်းတဲ့အထိကတော့ပါလေရော။ ဒါအောင်မြင်တဲ့ပြားသူက မောင်စောတဲ့မင်းတင်ကိုတခွိခွိနဲ့ရှဲတယ်။ဖေမဲနဲ့ကောင်ခုမှကြောက်နေရဒူးကိုတုံနေရပဲလို့ပြောလိုက်ပါတော့တယ်။ဒီလိုနဲ့တက်ခိုင်က မောင်စောမင်းတင်ပြားသူတို့ရဲ့အသက်သက်ခင်ကျေးဇူးရှင်တစ်ယောက်ဖြစ်လာခဲ့တယ်လို့ဒီသုံးယောက်ကလည်းတက်ခိုင်ရဲ့လက်တွေချူရီဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာတော့တက်ခိုင်နဲ့ပညာပြောင်ရည်မြို့သိမ့်ခြင်းဇလန်းလေးပြေဆုံးခဲ့ပြီဖြစ်ပါတယ်။နောက်စဉ်အပိကဲသူပြိတ္တများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။